အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပေးတင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရိုနဲ့လက္ခဏာပြတာဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်။အဲဒီကနေ့မှာတော့ဒီဒီတပတ်တာကာလာအတွင်းမှာကန်စတာတွေကမှပြောင်းလဲလာမယ်ကန်စတာလေးတွေအခက်အခဲလေးတွေကြုံတွေ့နေရတဲ့အရာလေးတွေအဲအထူးသဖြင့်တော့ခွန်ရသားမိများအားလုံးရဲ့ကန်စတာကိုဆရာကတာရိုနဲ့ဖတ်ကြားပြီးတော့အသေးစိတ်ဟောကြားပေးသားမှာဖြစ်ပါတယ်။အဲတော့တဏိသားတဏိသားအချင်းစီကို အသေးစိတ်ပြောပြသမှာဖြစ်တဲ့အတွက်အဲကိုယ့်ရဲ့ပြောင်းလဲလာမယ်ကန်စရာအသေးစိတ်လေးကိုတင်ချာလေးအာရုံစိုက်ပြဖို့တည်းလည်းပြောချင်ပါတယ်။ကဲအစင်းချင်းပြင်ဆက်လိုက်အောင်။အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါ။စင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါနော်။စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့နော်။ ကဲပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်တပတ်တာကင်ဆာတာလေးကိုကြည့်လိုက်ရအောင် ကဲဂျန်နေခွေသားသမီးအနေနဲ့ပထမဆုံးလုပ်ငန်းကံလေးကိုဆရာပြောပြပေးမယ်လုပ်ငန်းကံလုပ်ငန်းကံနဲ့ပတ်သက်ပြီးတော့လုပ်ငန်းပြောင်းချင်စေအလုပ်ထွက်ချင်စေအင်မတန်အင်မတန်များနေမယ်ပြီးတော့လုပ်ငန်းထဲမှာလည်းစိတ်ပံဝင်စားမှုဆိုတာတက်ပေါ့နော်အတွေးပေါင်းများစွာနဲ့လုပ်ငန်းမှာအအောင်ဆိုင်မှုတွေနည်းနေတယ်ပေါ့နော်အဲ့တော့ဒါကတော့လုပ်ငန်းကံလေးဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံပေါ့နော်အဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့ငွေကတော့ရမြဲရစဲနေဖြစ်နေလိမ့်မယ်ရဖို့ရလန်းနေလည်းရှိနေနေမယ် အဲဒါမှမဟုတ်ခုရေးရကငွေနဲ့ပတ်သက်ပြီးတော့ဗောနော်ချင်းငားတာတွေအာမခံတာတွေအဲပြီးတော့သုံးရှုံးမှုတွေအနေနဲ့များဖြစ်တတ်တယ်အဲ့ဒါကတော့သတိထားပေးရမယ်နေမှာတော့ပါလိမ့်မယ်ကဲနောက်တစ်ခုကန်စတာအဲ့တော့နောက်တစ်ခုကန်စတာအနေနဲ့ကကြတော့ပညာရေးကန်စတာအဲ့တော့ပညာရေးနဲ့ပတ်သက်လာရင်တော့ဒီကာလကပညာရေးကိုအရင်ဦးစားမပေးဘဲနဲ့ကိုလိုချင်တဲ့အရာတစ်ခုအဲကိုဖြစ်ချင်တဲ့အရာတစ်ခု ကိုရည်ရထားတဲ့အရာတစ်ခုကို ဟိုအားသုံးခွန်ဆိုင်လုံနေရတာမျိုးလေးတွေကြုံနေရတတ်တယ်အဲတညာကြီးကလည်းအချိန်မပေးဘူးမဟုတ်ပေးတယ်ဒါပေမဲ့တော်အသိဉုံလောက်ပဲအချိန်ပေးပြီးတော့ပဲသွားနေရတာမျိုးလေးရှိနေလိမ့်မယ်ပညာရေးမှာဒီပေါ့နော်ငယ်ရွယ်သူများအနေနဲ့ကတော့ပညာရေးနဲ့ပတ်သက်ပြီးကန်စတာကိုပြောရမယ်ဆိုရင်တော့တည်တည်ကြကြလေးအချိန်ပေးပါဂရုစိုက်ပါတည်ကြလေးကိုကစူးစမ်းပါစူးစမ်းမှုတွေကလိုအပ်နေတယ်လို့တွေ့ရတယ်ပေါ့နော်ဒါလေးကတော့ပညာရေးကန်စတာလေးဖြစ်ပါတယ်။ခေနောက်တစ်ခုအနေနဲ့ကကြတော့ အခြေခံသတ္တဖြစ်ပါတယ်။အဲ့တော့အခြေခံသတ္တအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေခံသတ္တကဒီကာလထဲမှာ ရွေးချယ်စရာကြီးများနေမယ်။ရွေးချယ်စရာများတယ်ဆိုတာကဘယ်လိုမျိုးရွေးချယ်စရာများလဲဆိုတော့ကိုကိုလာပြီးတော့ propose လုပ်တာမျိုးတွေကိုရှိရောက်လာတာမျိုးတွေအဲကိုပတ်ဝန်းကျင်မှာဟိုပေါ်လာတာမျိုးလေးတွေကြားမှာကိုကအဲသူ့ကိုလည်းငါသဘောကျတယ်ဒါလေးကိုသဘောကျတယ်ဟိုဟာလေးကိုလည်းစိတ်ဝင်စားတယ်အဲ့လိုမျိုးလေးပေါ့နော်နည်းနည်းလေးနဲ့ဟိုပြောရင်ဒီကာလက ရွေးချယ်စရာ option လေးတွေလည်းများနေမယ်။ဒါ option တွေကမှအကောင်းဆုံးကိုယ့်အတွက်အာ life ဖက်အညီဆုံးဆိုတဲ့အရာတစ်ခုကိုလည်းရွေးချယ်လို့ရမယ်ကာလတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ဒါလေးကတော့အခြေအခံဖြစ်ပါတယ်။ကဲနောက်တစ်ခုကျမ်းမာအီကန်ဖြစ်ပါတယ်။အဲ့တော့ကျမ်းမာအီကန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့ကျမ်းမာအီကန်စတာကကြတော့ဒီကာလထဲမှာကျမ်းမာအီနဲ့ပတ်သက်ပြီးနှလုံးအားနဲ့တာနှလုံးနဲ့ပတ်သက်တာတွေရှင်တုံနာမျိုးတွေမူးဝေတာမျိုးတွေလက်တလုံးမှာခံစားနေရတတ်ပါတယ်။ကျမ်းမာအီလေးလည်းသတိထားပြီးဖို့လိုအပ်ပါလိမ့်မယ်။ ကဲပြုလုပ်ပေးရမယ့်ရေတရာလေးနေနဲ့ကကြတော့နီးစရာဖျားလေးမှာပြောင်းမှုပေါပုံလေးလှူဒန်းပြီးတော့ဆူတောင်းဝေးပါအဲကိုယ့်ရဲ့ကန်စရာအញ្ញံလေးတွေပျောက်ကင်းသက်သာသွားပါစေကံခွင်လန်းတင်လေးတွေလည်းပုံမကောင်းမွန်စွာရရှိလာပါစေဆိုပြီးဆူတောင်းဝေးပါအဲ့ဒါဆိုတော့ကန်စရာကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ကဲဒုတိယအနေနဲ့ကကြတော့တရဏသားသမီးတွေရဲ့တပတ်တာကန်စရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကဲတရင်းနာသားသမီးတွေကအလုပ်ကံမှာအကောင်းနေမလားအဲ့တော့အလုပ်ငန်းပတ်သက်ပြီးတော့ကလုပ်ငန်းကံကအကောင်းလားဆိုရင်တော့အကောင်းဆုံးမြနေတယ်ဗျာဒါပေမဲ့တစ်ဖက်မှာလည်းဟိုလုပ်ငန်းကံငန်းအစ်တတွေပေါ်လာသလိုတစ်ဖက်မှာကျတော့လည်းလုပ်ငန်းမှာအနောက်ရက်ပေးနေတာမျိုးရှေ့လမ်းမတူနောက်လမ်းမဆုပ်ပဲနဲ့ကလန်တိုက်ပြီးကိုယ်ဒုက္ခပေးနေတာမျိုးရွေချက်ရှိရှိနဲ့နောက်ရက်နေတာမျိုးတွေလည်းကြုံနေရတတ်တယ်အဲ့တော့လောလောဆယ်ကကြတော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့စိတ်ပျော်ရွှင်မှုဆိုတာအထက်ပေါ့နော်။မြားကြီးတစ်ခုမှပဲရောက်ရှိနေတယ်လို့ပြောလို့ရတယ်။ ဒုတိယကန်စတာအဲ့တော့ဒုတိယကန်စတာအနေနဲ့ကကြတော့ငွေကြေးကန်အဲ့တော့ငွေကြေးကန်ကကြတော့လေကိုရဲ့ကိုနဲ့မရင်းနှီးတဲ့အမိသားစုဝင်မဟုတ်တဲ့ဇနီးချင်းမဟုတ်တဲ့အမျိုးသမီးတဦးကြောင့်ငွေကုန်ကြေးကြတွေများတတ်တယ်တွေ့ဓာတ်ရိုက်တော်၎င်းတွေ့ဝိုက်တော်၎င်းအဲ့လိုမျိုးတွေငွေထွက်တွေများနေတတ်တယ်သူတို့ကြောင့်ပဲသူကြောင့်ပဲငွေအကုန်ကြတွေဆုံးရှုံးမှုတွေပါဖြစ်သွားတတ်တယ်အဲ့တော့တနိုင်တဲ့လောက်ပဲကူညီပါတာမန်လောက်ပဲကူညီပါအရင် ဟိုကိုကယုံလွယ်ပြီးတော့ပေးလိုက်တာမျိုးယုံလွယ်ပြီးကြီးလိုက်တာမျိုးတွေတွေက ပြန်မရတာမျိုးတွေဆုံးရှုံးမှုတွေစကားမရတာမျိုးတွေရဲပြတာမျိုးတွေပါကျွန်တော်ကတတ်ပါတယ်ဒါကတော့ငွေကြေးကန်လေးဖြစ်ပါတယ်ကဲခရဲသူများအနေနဲ့ကတော့ပညာရေးကိုပြောပြမိမယ်အဲ့တော့ပညာရေးကန်စတာအနေနဲ့ကကြတော့ပညာရေးမှာဉာဏ်ပြောရင်တော့ကံဉာဏ်ဝရိယတွေကမှဉာဏ်ဒီရန်ကောင်းပြီးတော့ကိုယ့်ရဲ့လက်ရှိမှာစာမိုးဝဲပြေဆိုတာမျိုး ပြီးတော့အင်တာဗျူးပြေဆိုတာလူတွေအနေနဲ့ဆိုရင်တော့ရလက်ကောင်းတွေပိုင်းဆိုင်လာရမယ် ပို့ပြီးတော့ပေါ့နော်ကံအခွင့်အလမ်းဉာဏ်အခွင့်အလမ်းတွေရရှိပြီးတော့ကံစရာကောင်းတွေရရှိလာမယ်ကာလတစ်ခုလို့တော့ပြောလို့ရတယ်ကိုယ့်ရဲ့အကြံဉာဏ်တွေကပို့ပြီးတော့ပညာရေးပိုင်းမှာဟိုသိသိသာသာအကျိုးရှိလာတာမျိုးတို့အကျိုးရလက်ဒီခံစားလာရတာမျိုးတွေကျွမ်းဝတ်တတ်ပါတယ်အစီအပြေမှာမယ်ပို့ပြီးတော့လည်းအားသာချက်တွေရရှိလာပါလိမ့်မယ်ကဲနောက်တစ်ခုအနေနဲ့ကကြတော့အခွင့်အလမ်းကံစတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့အခွင့်အလမ်းကံက အာကိုယ့်ရဲ့အခြေအေးပေါ့နော်အဲ့တော့အခြေအေးကန္တရာနဲ့ပတ်သက်ပြီးရောမယ်ဆိုတော့အခြေအေးပိုင်းမှာတော့ဒီကာလာက အခြေအေးမှာဒီလမ်းခွဲရတဲ့အခြေအေးမျိုးတွေအဲပြီးတော့တယောက်နဲ့တယောက်ပေါ့နော်ဒီသဘောထားချင်းကွဲလွဲပြီးတော့ဘာကူမှပြောချင်စိတ်ဆိုချင်စိတ်မရှိတော့အောင်ဟိုပြောရင်တော့ခွဲခွဲခွာခြင်းနေနဲ့ပတ်သက်တဲ့အခြေအေးမျိုးတွေကိုကြုံတွေ့နေရတတ်တယ် ိုဘက်ကနေတရားပြသပြီလားကိုဘက်ကအရင်ရှင်းလင်းပြီလားတေးကြပြီလားဆိုတော့မေခွန်းတွေကိုခဏခဏထုံးမိနေတဲ့တာမျိုးတွေကြုံရတတ်ပါတယ်။ဒါပေမဲ့တကူရတာကလော်ရက်ဆယ်မှာကိုကိုတိုင်းကမပြတ်သားတာမျိုးလေးတွေလည်းရင်ဆိုင်နေရတတ်တယ်။ဒါလေးကတော့အခြေခံစရာလေးဖြစ်ပါတယ်။ကဲနောက်တစ်ခုကန်စရာအဲ့တော့ကန်စရာနဲ့ပတ်သက်ပြီးပြောပြီးွားတဲ့နောက်မှာတော့ကျန်းမာရေးအဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ရင်လည်းဘယ်ပိုင်းလေးတွေမှာချူချာနေလဲပေါ့နော်။အဲ့တော့ကျန်းမာရေးကန်စရာနဲ့ပတ်သက်ပြီးတော့ဒီကာလာထဲမှာ ရေနဲ့ပတ်သက်တာမျိုးလေးတွေအပူရှက်တာမျိုးတွေရေချိုးကြတာရေချိုးမားတာအကြောင်းဖြန့်နှောင်မှုလေးတွေကြုံရတတ်ပါတယ်အဆုံးနဲ့ပတ်သက်တာမျိုးတွေလည်းရင်ဆိုင်နေရတတ်ပါတယ်ဒါကတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘောနော်ဆောင်းအောင်ဆောင်းလေးဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီတစ်ပတ်တာကင်ဆာကိုကောင်းကောင်းမွန်မွန်အနေနဲ့ကင်ဆာအညာလေးတွေရောပါသွားပြီးကံကောင်းခြင်းတွေရရှိလာပြီးတော့ကြော်ဖြတ်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့နီးစရာဖျားလေးမှာဖုံးမုံလေးတစ်ပွဲထူထမ်းပြီးတော့ဆူတောင်းပေးပါ ကိုယ့်ရဲ့ကန်ဒရာအညာလေးတွေပျောက်ကင်းသွားပါစေအဆက်ဆက်ရအဆင်ပြေပါစေကန်အညက်တွေလည်းရောပါသွားပါစေဆိုပြီးဆုတောင်းပေးပါအဲ့ဒါဆိုတော့မိမိရဲ့ကန်အခွင့်အလမ်းတွေရလာပြီးရောကန်အညက်တွေပျောက်ကင်းသွားမှာဖြစ်ပါတယ်ကဲဒါကတော့အင်္ဂါသားသမီးတွေရဲ့တပတ်တာဒီကန်ဆာတာလေးပေါ့နော်တပတ်တာကန်ဆာတာအင်္ဂါသားသမီးတွေတပတ်တာအတွင်းမှာဘာတွေဖြစ်လာမလဲကြည့်လိုက်ရအောင်ကဲအင်္ဂါသားသမီးတွေရဲ့ဒီပေါ့နော်လုပ်ငန်းကံ အဲ့တော့လုပ်ငန်းခန့်နဲ့ပတ်သက်ရင်တော့လူမျိုးကြားဘာသာကြားအဲကိုယ်နဲ့ဘာသာရဲ့မတူတဲ့လူမျိုးမတူတဲ့လူတွေနဲ့လောက်ကန်ခွင့်နေမှာပို့ပြီးတော့ပေါ့နော်အကျိုးပေးနေတာမျိုးကန်ဆက်နေတာမျိုးတွေကြုံရတတ်ပါတယ်အစီပြေလာပါမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေရရှိလာပါလိမ့်မယ်ကဲဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ငွေကြေးကန်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ရင်တော့ငွေကုန်ကြေးကြလေတော်များနေဦးမယ် ဒါပေမဲ့ငွေကုန်ကြေးကျများတယ်ဆိုတာကိုလိုအပ်တဲ့အရာတခုကိုရည်ရွယ်ထားတဲ့အရာတခုကိုကိုကဟိုလိုချင်လို့စူးစမ်းတာမျိုးဝယ်လိုက်တာမျိုးပိုင်ဆိုင်လိုက်တာမျိုးကြောင့်ငွေကုန်ကြေးကျများခြင်းဖြစ်တယ်အဲ့တော့တရားတခုကတော့အဖက်တင်ပြီးတော့ငွေကုန်မှာငွေကုန်ပြီးအဖက်တင်မယ်အဖက်မတင်မဲနဲ့ငွေကုန်တာမျိုးမဟုတ်ပါဘူးเนาะကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ပညာရေးကံဖြစ်ပါတယ် တော့ပညာရေးကံနဲ့ပတ်သက်ရင်တော့အပေါင်းအသင်းကောင်းမိတ်ဆွေကောင်းနေအကိုနဲ့တူတူစားတူတူလုပ်တဲ့တငယ်ချင်းမျိုးတွေရလာတာမျိုးအဲပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုကိုနဲ့ဟိုစိတ်တူကိုတူဖြစ်မဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းမျိုးရရှိပိုင်ဆိုင်လာတာမျိုးတွေလည်းကြုံလာရဖို့ရှိပါတယ်ဒါကတော့ပညာရေးကံဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့အခြေခံပေါ့နော်လူငယ်ရင်းနဲ့မြစ်တာရေကန်နေတဲ့ကကြတော့ဒီကလာထဲမှာအဲချစ်သူနဲ့အတူတူခရီးတွေသွားရတာမျိုးတွေပျော်ရွှင်စရာပေါ့နော်ဒီအခွင့်အလမ်းတွေအလောက်တူတူလုပ်နေရတာမျိုးလေးတွေအဲပြီးတော့အာဒီကာလကဘယ်နေရာဖြစ်ဖြစ်ပေါ့နော်အချိန်တူတူဖြတ်တန်းနေရတဲ့ကာလမျိုးကို ပိုင်းဆိုင်နေရတယ်လို့တွေ့ရတယ်အဲဒါကတော့အခြေခံစရာလေးဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကျန်းမာရေးပဲဖြစ်ပါတယ်အဲ့တော့ကျန်းမာရေးကန်နဲ့ပတ်သက်ပြီးတော့ဒီကာလာထဲမှာဘာတွေခြူချာနေမလဲအဲ့တော့ကျန်းမာရေးဘိုင်းနဲ့ပတ်သက်ရင်တော့အဆိုင်နဲ့ပတ်သက်တာတွေဝမ်းဘိုင်းနဲ့ပတ်သက်တာတွေစီယောကအဆိုင်ယောဂိုင်းနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများပြီးလူကိုယ်တိုင်လည်းပင်ပန်းမှုတွေကျန်းမာရေးညံ့တဲ့ဒဏ်လေးတွေခံရတတ်ပါတယ်ဒါကတော့ကျန်းမာရေးကန်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးလည်းပြောပြီးသွားပြီကန်စတာရေးလည်းပြောပြီးတဲ့နောက်မှာတော့ပြုတ်လုပ်ပေးရမယ့်ရေတရာလေးကိုပြောပြမှဖြစ်ပါတယ်အဲ့တော့ ြုတ်လုပေးရမယ့်ရရားလေးနေနဲ့ကကြတော့အင်္ဂါသားသမီးတွေရဲ့ပေါ့နော်ကန်စရာပူကောင်းတဲ့ကောင်းလောင်ပြုတ်လုပေးရမယ့်ဟာကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာဖျောင်းနိုင်အဝါ၅တိုင်လေးထူတန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့ကန်စရာကန်ကောင်းခြင်းတွေပို့ပြီးရရှိလာမယ်ပို့ပြီးတော့လေကန်အညက်တွေရောပါသွားပြီးတော့အစင်ပြေပြေနဲ့ဒီတစ်ပတ်တာကာလကိုကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်ကဲအင်္ဂါသားသမီးတွေပြီးသွားတဲ့နောက်မှာတော့ဗုဒ္ဓဘုသားသမီးတွေရဲ့တပတ်တာကန်စရာလေးကိုဆရာကဖျားပေးသွားမှာဖြစ်ပါတယ် ကဲဗောဓဘူးသားသမီးတွေကတော့ဘယ်လိုမျိုးလေးတွေကံစရာတွေကြုံတွေ့ရမလဲဘယ်လိုမျိုးကံအခွင့်အလမ်းလေးတွေရရှိလာမလဲကြည့်လိုက်ရအောင်ကဲဘ රු သားသမီးတွေရဲ့အလောက်ကံကိုယဉ်ကြည့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးရောပေါ့နော်စက်တူလုပ်ငန်းတွေအဆင်ပြေလာမယ်ဘ රු သားသမီးတွေကရွှေဝင်မယ်ကိုယ့်ရဲ့ငွေကြေးကံလေးတွေဝင်လာမယ်ပြီးတော့လုပ်ငန်းတွေတိုးတက်လာမယ် ဒါကတော့လုပ်ငန်းကံပေါ့နော်အဲ့တော့နောက်တစ်ခုငွေကြေးကံအဲ့တော့ငွေကြေးကံအနေနဲ့ကလည်းဒိုနီ၎င်းပဲအမျိုးသမီးတအူးကြောင့်ငွေဝင်စရာလေးတွေငွေရပေါက်ရလန်းလေးတွေရလာဖို့ရှိပါတယ်ထီကံငွေကံကောင်းပါတယ်ထီထိုးပေးပါကံစရာတွေကပေးတဲ့ငွေကြေးမျိုးတွေရပိုင်ငွေမျိုးတွေရလာဖို့ရှိပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပညာရေးကံအဲ့တော့ပညာရေးကံလေးကတော်တော်လေးသတိထားပေးရမယ်နေမှာပါပါတယ် ။ဘာကြောင့်လဲဆိုတော့ကိုတစ်နှစ်လုံးစူးစမ်းထားတဲ့ဟာမျိုး ကိုတစ်ချိန်တစ်ခုအနေနဲ့ပေါ့နော်အချိန်တစ်ခုအနေနဲ့စူးစမ်းထားတဲ့အရာတစ်ခုကနီးစက်နီးကာလပေါ့နော်အနီးနားမှအနားနီးမှ ဖြစ်လာတာမျိုးတွေပို့ပြီးတော့ပေါ့နော်ဟိုကိုဆုံးရှုံးလိုက်ရတဲ့တင့်လွဲတစ်ခုကြောင့်ဆုံးရှုံးလိုက်ရတာမျိုးတွေအဲကိုအယမ်းမျောလင့်ထားတဲ့အရာတစ်ခုကအနားနီးမှအဆင်မပြေဖြစ်သွားတာမျိုးတွေစမ်းမရရောက်ဖြစ်ဖြစ်လူမှုရေးရောက်ဖြစ်ဖြစ်စာမွေးဆက်မပြေဖြစ်တာမျိုးလေးတွေကျွန်တော်တတ်ပါတယ် ကျမ်းမာရေးကြောင့်ပညာရေးမှာဖြစ်တာမျိုးလူမှုရေးမှာလူမှုရေးကြောင့်ကျမ်းမာရေးမှာဟိုအခက်ခဲကြီးကြောင့်ရတာမျိုးအဲ့ဒါဒီကုံလုံးကဘယ်မှာမဖြစ်လာမလဲဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးအနောက်ချက်ဖြစ်လာတာမျိုးတွေအနာနီမမဖြစ်ဖြစ်တော့တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးလိမ့်လာနေတဲ့လူတွေအထူးသတိထားပြီးဖို့လိုအပ်ပါလိမ့်မယ်ဒါကတော့ပညာရေးကံဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေခံဖြစ်ပါတယ်အဲ့တော့အခြေခံအနေနဲ့ကကြတော့အခြေမှာတဲတဲလို့ချစ်ခံနေရမယ်ကာလတစ်ခုကိုပိုင်းဆိုင်နေရမယ် ပို့ပြီးတော့လဲပေါ့နော်ဒီကိုချစ်သူရဲ့ဒီမေတ္တာတရားတွေချစ်ခြင်းမေတ္တာတွေကိုရရှိပြီးတော့ပျော်ရွှင်စရာပေါ့နော်ရားလက်လေးတွေပျော်ရွှင်စရာအချိန်မျိုးလေးတွေကိုပိုင်ဆိုင်နေရလိမ့်မယ်ဒါကတော့အခြေခံဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အဲကိုရဲ့ပေါ့နော်ဒီကျမ်းမာရေးအဲ့တော့ကျမ်းမာရေးဘိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးမှာတော့အောင်ကျောင်းနဲ့ပတ်သက်တာတွေဥကောင်းနဲ့ပတ်သက်တာတွေဘာရင်မဟုတ်ပဲနဲ့ခေါင်းမှုနေတာမျိုးတွေခေါင်းမှုကောင်းကောင်းဖြစ်နေတာမျိုးလေးတွေသတိထားပြီးဖို့အထူးလိုအပ်ပါမယ် ဒါကတော့ကျမ်းမာရေးကန်ဖြစ်ပါတယ်။ကဲကျမ်းမာရေးကန်လေးလည်းပြောပြီးတဲ့နောက်မှာတော့ပြုလုပ်ပေးရမယ့်ရေတရာလေးနေတဲ့အခါကျတော့မိမိရဲ့အိမ်ဖျားမှာဖြစ်ဖြစ်နီးစရာဖျားမှာဖြစ်ဖြစ်ကော်ပြန်းကြော်လေးတပွဲထူတန်းပြီးတော့ဆူတောင်းပေးပါ။ဒါလေးကတော့ကန်စရာအညံလေးတွေပြောင်းကင်းသွားပြီးတော့ကန်ကောင်းခြင်းတွေရရှိလာဖို့အတွက်ပြုလုပ်ပေးရမယ့်ရေတရာလေးဖြစ်ပါတယ်။ကဲဘော်ဘူးသားသမီးတွေပြီးသွားတဲ့နောက်မှာတော့ဂျာသာရေးသားသမီးတွေရဲ့တပတ်တာကန်စရာလေးကိုဆရာကပြောပေးသားမှာဖြစ်ပါတယ်။ကဲကြာသာပရိသသမီးတွေရဲ့တပတ်တာကင်ဆာတာ ကဲဂျာတာပိသသမီးတပတ်တာကန်စတာပေါ့နော်ဂျာတာပိသသမီးတွေဒီတပတ်တာအတွင်းမှာဘာတွေထူးထူးခြားခြားရရှိလာမလဲတော်တော်တွေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့နာမည်ကောင်းတွေရမယ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအခွင့်အလမ်းတွေຢာလို့တိုးတာလာစားတိုးတာမျိုးတွေကြားရဖို့ရှိပါတယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်စ조사မှုရဲ့ရလဒ်ကောင်းတွေကိုမိမိကိုယ်တိုင်ခံစားနေရမယ်ကာလတစ်ခုဖြစ်ပါတယ်ကဲဒုတိယတစ်ခု ဒုတိယတစ်ခုအနေနဲ့ကကြတော့ဒီကလာထဲမှာကိုယ့်ရဲ့ငွေကြေးပိုင်းကတော့အသင့်အတင့်တော့ပဲကောင်းမယ်ဒါပေမဲ့ကိုချစ်သူတွေကိုရင်းနှီးတဲ့လူတွေကိုမိတ်ဆွေတွေကြောင့်ဝေကုံကြေးကြတွေများနေပါမယ်တာရေးနာရေးလူမှုရေးကိစ္စတွေကြောင့်လည်းထွက်နေတတ်ပါတယ်ငွေတွေလက်ထက်မမြတ်ဖြစ်တတ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ ကိုယ့်ရဲ့ဒီပညာရေးကံပေါ့နော်အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်တော့ဆရာကောင်းတမန်ကောင်းတွေတော့တွေ့ရတတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့အားစိတ်ထုံးမှုတွေစ조사မှုတွေတော့လိုအပ်လိမ့်မယ်စ조사မှုတွေလည်းပါမယ်ပညာရေးမှာထောက်ပံ့မှုတွေလည်းရမယ်ဆရာကောင်းတမန်ကောင်းတွေရဲ့အကြံဉာဏ်တွေလည်းရမယ်အဲ့တော့ကန်ဒရာလေးတွေကတော့ပိုကောင်းလာမယ်ဒါပေမဲ့ကိုကိုတိုင်းမစ조사ပဲနဲ့ဟိုရလာမယ်ကန်ဒရာမျိုးတော့မဟုတ်ဘူးကို조사ပြီးမှကံကအခွင့်အလမ်းပေးပြီးတော့ပေါင်းဆက်မှုကြောင့်ရလာမဲ့အောင်မြင်မှုတွေရလာကောင်းတွေကိုပိုင်ဆိုင်မှာဖြစ်ပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေခံဖြစ်ပါတယ်အဲ့တော့အခြေခံအနေနဲ့ကကြတော့အခြေပိုင်းမှာတော့လက်တလောအဲနည်းနည်းလေးပေါ့နော်ဒရီဟာတွေများနေတယ်မပြတ်မသားကိစ္စလေးတွေတုံ့ဝတ်တတ်တယ်အဲပြီးတော့တင်းတင်းမမကိစ္စလေးတွေပေါ်မှာကိုကစိတ်ခံစားလွယ်နေတာမျိုးတွေအဲစိတ်ခံစားချက်တော့ပေါ်တော့လမ်းမလေးတွေရောက်သွားတတ်တာမျိုးရောက်သွားနှီးပါဖြစ်သွားတတ်တာမျိုးတွေနော်ရောက်လို့နှီးပါဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်စိတ်ခံစားချက်ကိုဦးစားမပေးပါနဲ့အမားယွင်းနေကြုံရတတ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကန်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကန်အနေနဲ့ကကြတော့လက်ရှိမှာဝမ်ပိုင်းနဲ့ပတ်သက်တာမျိုးတွေဒီအဆင်းမြင့်တဲ့ပတ်သက်တာမျိုးတွေအာရုံကြောင့်တဲ့ပတ်သက်တာမျိုးတွေဒီမှာအထူးသတိထားပေးဖို့တော့ပါလိမ့်မယ်နော်အဲပိုင်းလေးတွေကြောင့်ချူချာလေးလေးမယ်ဆင်းုံစေကန်သွားရတာမျိုးတွေကြောင့်ရတဲ့တဲ့ဖြစ်မယ်ဆိုရင်တော့မှအဲကန်ဆာအဲအစိပ်ပိုင်းလေးတွေအဲခန္ဓာကိုယ်လေးတွေမှာဖြစ်တာများလေးကြပါတယ်အဲအစိပ်ပိုင်းလေးတွေကိုအထူးသတိထားပေးဖို့တော့ပါလိမ့်မယ်ကဲ ကန်တရာလေးတော့ပြောပြီးသွားပြီပြုတ်လုပေးရမယ့်ရေရာလေးပြောပြမယ်အဲ့တော့ပြုတ်လုပေးရမယ့်ရေရာလေးအနေနဲ့ကကြတော့ဂျာသာပရိသတ်သမီးတွေရဲ့တပတ်တာကန်တရာလေးမှာကန်ညက်နေပျောက်ကင်းသွားဖို့အတွက်ပြုတ်လုပေးရမယ့်ရေရာလေးကကြတော့မိမိရဲ့အိမ်ဖျားလေးမှာတန်မြာရေးအေးအေးလေးတစ်ခွက်ကိုလူတန်းပြီးတော့ဆူတောင်းပေးပါကိုယ့်ရဲ့ကန်စတာလေးတွေလည်းကောင်းမွန်မှုလေးတွေအင်းချမ်းချမ်းလေးနဲ့တော်ပြသွားပါစေပို့ပြီးတော့ဆူတောင်းပေးပါအဲဒါဆိုတော့မကြခင်မှာကန်ကောင်းကြီးတွေရောက်ရှိလာပြီးတော့ကန်ညက်တွေရောက်သွားမှဖြစ်ပါတယ် ကဲဂျာသာဝိသမီးတွေပြီးသွားတဲ့နောက်မှာတော့တောက်ဂျာသာသမီးတွေရဲ့တပတ်တာအကန်စရာလေးကို ပြောပြသမှာဖြစ်ပါတယ်ကဲတောက်ဂျာသာသမီးတွေရဲ့တပတ်တာအကန်စရာပါเนาะတောက်ဂျာသာသမီးတွေကတော့ဒီနေ့ဘာတွေဖြစ်လာမလဲဒီတပတ်ဘာတွေဖြစ်လာမလဲဘယ်လိုအခက်အခဲတွေကြုံမလဲပေါ့เนาะကဲပထမဆုံးလုပ်ငန်း အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းမှာဒီအဆက်အသွယ်ကောင်းလေးတွေရလာမယ်ပြီးတော့အဆက်အသွယ်ကောင်းဆိုတာအထက်ပေါ်တော့ကိုဝါသနာပါရနယ်ပယ်နဲ့ပတ်သက်တဲ့ဂျိတ်ဆက်လေးတွေအဆက်အသွယ်ကောင်းလေးရလာဖို့ရှိတယ်အဲပြီးတော့ငယ်ရွယ်သူတွေနဲ့အနေနဲ့ကတော့လုပ်ငန်းအသစ်တွေပြောင်းလဲရတာမျိုးတွေရလာဖို့ရှိပါတယ်ရွေးချယ်မှုတွေများလာမယ်ကိုအတွက်အကျိုးရှိတဲ့အရာတွေကကိုယ့်စီရောက်လာမယ်ကိုကိုယ်တိုင်က လေးလာမဲ့နေရာတစ်ခုအဲလေးလာမဲ့နေပယ်တစ်ခုကိုရွေးချယ်ပြီးတော့သွားဖို့ပဲလိုအပ်လိမ့်မယ်ပို့ပြီးတော့ကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံဖြစ်ပါတယ်အဲ့တော့ငွေကြေးကတော့ငွေကြေးကြောင့်စဉ်းကျင်ရတတ်တယ်စိတ်တော့ကလေးတွေဂျုံနေရတတ်တယ်စိတ်ပူပန်မှုတွေများနေတတ်ပါတယ်နော်အဲ့တော့ငွေကုန်ကြေးကြဆိုတာတက်ပေါ်တော့ငွေအပူတွေများပြီးတော့ကို့မှာစိတ်ပင်ပန်းမှုတွေတွေလည်းကျွမ်းတတ်ပါတယ်ဒါလေးကတော့ကင်ဆာလေးဖြစ်ပါတယ်ငွေကြေးကံပေါ့နော်နောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ပညာရေးကံဖြစ်ပါတယ်အဲ့တော့ပညာရေးကကြတော့လေပညာရေးနဲ့ပတ်သက်ပြီးတော့နှစ်ကြိမ်နှစ်ခါပြုလုပ်ရတာမျိုးတွေနှစ်ကြိမ်နှစ်ခါစူးစမ်းရတာမျိုးတွေပြုလုပ်ရတတ်ပါတယ်တစ်ကြိမ်တစ်ခါတည်းနဲ့ဒီအဆုံးဖြတ်တာမျိုးတွေပြီးဆုံးသွားတာမျိုးတွေစုံကဲမတိုင်တာမျိုးတွေလက်တလုံးမှာကြုံရတတ်ပါတယ်ဒီတစ်ပတ်ကန်စာတာတွင်မှာအင်တာဗျူးပြတာမျိုးတွေစာဝတ်ပြတာမျိုးတွေရှိမယ်ဆိုရင်တော့ကျိုးတင်ပြီးသတိထားပြီးပါကိုပယ်လိုက်တဲ့ဘုတ်ကပါသွားတာမျိုးအဲကိုမလုပ်တတ်တဲ့အရာတခုကမင်းနေတာမျိုးလေးတွေကျွမ်းအပ်တတ်ပါတယ်အဲ့တော့ ကိုအနေနဲ့ကြိုတင်ပြီးတော့ပေါ့နော်လုံလောက်အောင်ကြည်ပါလုံလောက်အောင် လေ့လာပါမြညာရင်းနဲ့ပတ်သက်ပြီးတော့ down sit အောင် ရှိဖို့တော့လိုအပ်လိမ့်မယ်မဟုတ်ရင်တော့ကိုအတွက်နှစ်ချိန်တစ်ခါစူးစမ်းရတာမျိုးတွေနောက်တစ်ချိန်ထပ်လုပ်ရတာမျိုးတွေပြုလုပ်ရတတ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုရဲ့အခြေခံသတာအဲ့တော့အခြေခံသဏ္ဍာန်နဲ့ပတ်သက်ရင်တော့အခြေကတော့ပျော်ရွှင်စရာတွေနည်းပါးပြီးတော့စိတ်ပင်ပန်းမှုတွေများနေလိမ့်မယ် စိတ်ပြင်းပြမှုတွေများမယ်ဆိုတာကအဲကိုယ့်အတွက်ပေါ့နော်နည်းနည်းလေးမာနတွေလည်းရှိတယ်ပြီးတော့အဆင်မပြေမှုလေးတွေလည်းရှိတယ်အခက်အခဲတွေကြားမှာအကုန်ကကြောင်ပိတ်မိနေတာမျိုးတွေရင်ဆိုင်နေရတတ်ပါတယ်ပြီးတော့ကိုကိုယ်တိုင်ကလည်းစိတ်ရှုပ်ထွေးမှုတွေကြောင့်ဟိုဘာတွေလုံးမိလို့လုံးမိမှမဖြစ်တတ်တဲ့အခြေအနေမျိုးလေးတွေကိုရင်ဆိုင်နေရတတ်တယ်အဲ့တော့ဟိုပြောရရင်တော့ အထောင်းတစ်ခုကျိုးအထောင်းတစ်ခုလိုပဲကွာတကမြင်းတမြင်ချင်းရှိပြင်တော့အသသရာအစီပြွားမယ်ချောင်းမွေွားမယ်အဲ့လိုမျိုးပဲနဲ့အဲ့အထုံးပိုင်းထိုင်းနဲ့အထုံးလိုက်ဖြီနေမယ်ဆိုရင်တော့အခက်ခဲကြာလွမြောက်မှာမဟုတ်ဘူးဒီစိတ်ပင်ပန်းမှုတွေကြာမှာပဲကိုကဟိုမပြေလည်သွားပဲနဲ့အထုံးကထုံးတဲ့ထုံးနေလိမ့်မယ်တမြင်ချင်းမဖြီတာမျိုးလေးတွေရှိတယ်အဲ့တော့တခုချင်းစီကိုတပိုင်းတပိုင်းချင်းစီအစိပ်ပိုင်းတွေခွဲပြီးတော့ပဲဖြည့်ရှင်းထုတ်ပါအသသရာအစီပြွားလိမ့်မယ်ပို့ပြီးတော့ကောင်းမွန်လာပါလိမ့်မယ်အဲကြော်ပါသွားလိမ့်မယ်အစီပြွားလာလိမ့်မယ်နော် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အဲကိုယ့်ရဲ့ကျမ်းမာရေးကံအဲ့တော့ကျမ်းမာရေးကံအနေနဲ့ကကြတော့ကျမ်းမာရေးချူကြတာမျိုးမဟုတ်ဘူးပေါ်စားမှုကြောင့်ဖြစ်တဲ့ကျမ်းမာရေးမျိုးတွေအဲဥပမာချော်လဲတာမျိုးတွေအဲလေကားပေါ်ကအတက်ဆင်းအဲခြေချော်ကြတာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်ပေါ်စားမှုကြောင့်ဖြစ်တဲ့ကျမ်းမာရေးမျိုးလေးတွေကြုံရတတ်ပါတယ်အခက်အခဲလေးတွေလည်းရင်ဆိုင်နေရတတ်ပါတယ်ဒါလေးကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သတိထားပြရမယ့်အပိုင်းဖြစ်ပါတယ်เนาะကဲ တောက်ကြသားမီးတွေကိုဒီကန်ဆာလေးလည်းပြောပြီးပြီးကျမ်းမိုင်လည်းပြောပြီးပြီးဆောင်းရှောင်းလေးလည်းပြောပြီးွားပြီးပြုတ်လုတ်ပေးရမယ့်ရေတားလေးကိုပြောပြရဖြစ်ပါတယ်အဲ့တော့တောက်ကြသားမီးတွေနဲ့ဒီတပတ်တာကာလာတွေမှာကန်ဆာကောင်းမှုတွေရရှိလာပြီးတော့ပို့ပြီးတော့အញ្ញံလေးတွေပျောက်ကင်းသွားမယ်အစီပြေချုံးမေးဖို့အတွက်ပြုတ်လုတ်ပေးရမယ့်ရေတားလေးအနေနဲ့ကာကြတော့ကိုယ့်ရဲ့အိမ်ဖျားမှာဒူးရင်းသီးလေးဖျားကပ်ပေးပါအဲကပ်ပြီးတော့ဆူတောင်းပေးပါပြီးတော့အញ្ញံလေးတွေကြေပါစေအဲကိုယ့်ရဲ့အခက်အခဲ အနောက်ချက်တွေကလည်းအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအဲ့ဆိုတော့မကြခင်မှာအဆင်ပြေပါလိမ့်မယ်နော်ကဲနောက်ဆုံးပဲအိတ်နဲ့လွယ်ပါနော်စနေသားသမီးစနေသားသမီးတွေရဲ့ကံစရာကိုပြောပြသမှာဖြစ်ပါတယ် ကဲစရသမီးရဲ့ကံစရာလေးနဲ့ပတ်သက်ပြီးပြောပြရဲဆိုရင်တော့ပထမအဆုံးအနေနဲ့ကကြတော့လုပ်ငန်းကံဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကံအနေနဲ့ကကြတော့လက်ရှိမှာ အလောက်ကုန်တဲ့ပတ်သက်တာမျိုးပြီးတော့အဝိထည်တဲ့ပတ်သက်တာမျိုးအထယ်လေးတဲ့ပတ်သက်တာမျိုးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စကားပြောနေရတာမျိုးတွေစိတ်ညစ်နေရတာမျိုးတွေစိတ်ပင်ပန်းမှုတွေတွေကြုံရတတ်တယ်ထုံလုပ်ငန်းလုပ်ကန်နေတဲ့လူအနေနဲ့ကလည်းရှေ့လမ်းမတိုးဘူးတော့လည်းမဆုတ်ပဲနဲ့ရက်တက်နေတာမျိုးတွေတွေကြုံရတတ်ပါတယ်ဒါကတော့လုပ်ငန်းကံလေးဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းကဟိုပြောရရင်တော့နည်းနည်းလေးရက်တက်နေတဲ့ကိစ္စလေးတွေကိုကိုကိုတိုင်ကစူးစမ်းပြီးတော့ရုံးကန်နေရတာမျိုးတွေတွေလည်းရင်ဆိုင်နေရတတ်ပါတယ်ဒါလေးကလုပ်ငန်းကံဖြစ်ပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံပါအဲ့တော့ငွေကြေးကံအနေနဲ့ကတော့ငွေရပေါ့ရလန်းလေးတွေရလာမယ်ငွေရလွယ်မယ်ဒါမဲ့ငွေကုန်ကြေးကြများနေမယ်အဲ့တော့ဝင်လာတဲ့ငွေကိုတိကျကျစစ်စီတုံးဖို့တော့လိုအပ်နေမယ်မဟုတ်ရင်တော့အเจ้าမျိုးမကြောင့်ငွေကုန်ကြေးကြများပြီးတော့ငွေထွက်သားတာမျိုးလေးတွေအဖက်မတင်လာမျိုးလေးတွေငွေဝင်ပြီးတော့ကျွေးတင်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပညာရေးကံဖြစ်ပါတယ်အဲ့တော့ပညာရေးကံမှာတော့ကန်ဆယ်လာလေးကတော့အကောင့်ဘက်ကိုရောက်ရှိလာပြီးကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မသိနားမလည်သေးတဲ့ပညာရည်လေးတွေပညာရဲ့ဘဟုတ္တရတွေအသိပညာအတတ်ပညာလေးတွေရလာတာမျိုးတွေကြုံရဖို့ရှိပါတယ်ဘာသာစကားဆိုလည်းဘာသာစကားနဲ့ပတ်သက်ပြီးစနေတက်ရောက်ရတာမျိုးတွေကြုံရတတ်ဖို့ရှိပါတယ်ပညာရေးကံလေးမှာတိုးတက်မှုတွေရလာဖို့ရှိပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့မေတ္တာရဲ့အခြေအနေပေါ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီကလာကအဲကိုယ့်အတွက်ပေါ့နော်ဒီတာယာပျော်ရွှင်တဲ့အခြေအနေမျိုးတွေကို မကြခင်မှာပိုင်ဆိုင်လာရမယ်ပို့ပြီးတော့လေကိုကျစ်သူစီကကိုတောင်းတတဲ့အရာတွေကိုလိုချင်တဲ့အရာတွေကိုလိုချင်တဲ့လက်ဆောင်မျိုးတွေဒီ surprise ရတာမျိုးလေးတွေအဲပြီးတော့ကိုအတွက်ပေါ့နော်ပျော်ရွှင်စရာကောင်းတဲ့ဒီပြောရရင်တော့ စကားလေးတွေပြီးတော့အမတ်တရားလေးတွေရရှိလာတာမျိုးလေးတွေဖန်တီးပေးတာမျိုးလေးတွေတုံ့ဝတ်တက်ပါတယ်ဒါလေးကတော့အခြေခံဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးခံဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့သွားနဲ့ပတ်သက်တာတွေပြီးတော့အာဟုကြောနဲ့ပတ်သက်တာတွေအဲပြီးတော့အယိုးအစစ်နဲ့ပတ်သက်တာမျိုးလေးတွေခြူချတတ်ပါတယ်ညံ့နေတတ်ပါတယ်စေုံစေကံသွားပြနေရတတ်ပါတယ်ဒါကတော့ကျမ်းမာရေးခဲဖြစ်ပါတယ်ကဲကန်တရာလေးပြောပြတဲ့နောက်မှာတော့ပြုတ်လုပ်ပြရမယ့်ရေတရာလေးကိုပြောပြမှဖြစ်ပါတယ် ကဲစနေသားသမီးတွေအနေနဲ့ဒီတပတ်တာကာလာတွေမှာကင်ဆာအញ្ញံလေးတွေပြောက်ကင်းသွားဖို့အတွက်ပြုလုပ်ပေးရမယ့်ရည်ရွယ်လေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားမှာအုံထမင်းလေးတစ်ပွဲထူထမ်းပြီးတော့ဆူတောင်းပေးပါကင်ဆာအញ្ញံလေးတွေပြောက်ကင်းသွားပါစေကံအញ្ញံလေးတွေလည်းပို့ပြီးတော့ဟိုဘောနော်ရောပါသွားပြီးကံကောင်းခြင်းတွေလည်းရရှိပိုင်ဆိုင်လာပါစေဆိုပြီးဆူတောင်းပေးပါဒါဆိုရင်တော့ဒီတပတ်တာကာလာအတွင်းကိုခုနှစ်သားသမီးများအားလုံးအနေနဲ့အခက်ခဲရော့ပါပြီးတော့ကောင်းမွန်မှုတွေနဲ့ဖြတ်သန်းရမှာဖြစ်ပါတယ် ဒီတစ်ပတ်ကာလအတွင်းမှာလည်းကံအခွင့်လန်းတွေရရှိပြီးခရစ်သန်းများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံကြပါစေ။ဒီဗီဒီယိုလေးကိုလည်းဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရစေ။နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကံအခွင့်လန်းတွေနဲ့ပြန်လာခဲ့ပါမယ်။ဗီဒီယိုလေးကိုလည်းလက်ကန် share လုပ်ပေးဖို့တော်လည်းမပြေပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။